ဆယ်အိုရင်လို့ခေါ်တဲ့အထက်တန်းပြဆရာမတယောက်ကအသိကဖြစ်ရဆိုးတွေကိုစွန့်ခွာပြီးတိတ်ဆိတ်ငင်တက်တဲ့ဘဝတစ်ခုရရှိတဲ့စိတ်နဲ့ကြောင်းအသည့်တစ်ခုစီပြောင်းရွှေ့လာခဲ့ပါရင်အစပိုင်းမှာတော့သူဟာကောင်းမွန်တဲ့ဆရာမတယောက်အဖြစ်နဲ့ပတ်ဝန်းကျင်အသည့်နဲ့အသားကျဖို့ပဲအာယုံစိုက်နေခဲ့တာပါမကြခင်မှာပဲသူ့ရဲ့ကြောင်းသားဝိအထက်ကယူရန်ဆိုတဲ့ကောင်းမလေးတယောက်ကိုတတိထားမိလာခဲ့ပါရင်ယူရန်ဟာစိတ်ဓာတ်ကျနေတယ်လို့အနိုင်ကျင့်ခံရတာမျိုးမကြခဏကြုံရနေသူပါ နိုင်ကျင့်တဲ့လူတွေရဲ့ခေါင်းဆောင်ကတော့မောက်မာပြီးနမဲဆိုးနဲ့ကြော့ကြတဲ့ဘက်ကျွန်းဟုတ်ပဲဖြစ်ပါရင်တနေ့နေ့လည်ခင်းကျောင်းစင်ပြန်နောက်ဆယ်ဝရင်ဟာအိမ်ပြန်ဖို့အတွက်ပြင်ဆင်နေနေပဲသူ့ရဲ့စိတ်ဆက်ထားသူနဲ့ဖုန်းပြောခဲ့ပါရင်ဇပွဲပေါ်ကအချိုရပလင်းလေးကိုကျောင်းသားတယောက်ကလက်ဆောင်ပေးထားတယ်လို့ထင်ပြီးယူတောက်လိုက်တာနဲ့ခဏအကြာမှာပဲလဲကျသွားရပါရင်ဒီလိုနဲ့ညနေပိုင်းကျောင်းကြီးကတိတ်ဆိတ်ပြီးလူတူကင်းရှင်းနေခဲ့ပါပြီမျက်နှာစိမ့်လူတစုကမောင်ရိပ်ကိုခိုးပြီးတော့သူ့ရဲ့ရုံခန်းအထဲကိုဝင်လာတော့ပါရင် အရေးတွေလိုမျိုးလှုပ်ရှားနေတဲ့လူတွေရဲ့မမြင်ရတဲ့လက်တွေကပဲသူ့ရဲ့ကံကြမ္မာကြိုးကိုဆွဲကန်နေကြတာပါ ဒီလိုနဲ့နောက်တနေ့မနေ့မှာဆိုတော့ဆေအိုရင်ဟာရုံခန်းဆိုင်မပွဲမှာစိတ်ရှုပ်ထွေးစွာနဲ့နိုးထလာခဲ့ပါပြီအတန်းခေါင်းဆောင်ကသူ့ကိုတွေးတဲ့အခါမှာတော့ဆေအိုရင်ကចောင်းသားကိုအမြန်ဆုံးထွက်သွားဖို့ပြောလိုက်ပါပြီចောင်းသားထွက်သွားပြီးမှပဲလက်ကဝတ်အပေါ်ကအနီရောင်အမတ်အသားကိုတတိထားမိသွားခဲ့ပြီးမင်းညာကဘာဝီဖြစ်ခဲ့တယ်လဲဆိုတော့ကိုလုံးဝမမတ်မိတော့ဘူးဆိုတာသိလိုက်ရပါပြီဒီအဖြစ်ဖြစ်ဟာသူ့ကိုတုံ့လောက်သွားစေခဲ့ပြီးတော့မေးပြဖို့အတွက်ကြိုးစားခဲ့တဲ့အတိတ်ကိုပြန်လည်တတိယစီခဲ့ပါပြီလွန်ခဲ့တဲ့နှစ်တွေတုန်းကဆေအိုရင်ဟာအလားတူတိုက်ခိုက်မှုတစ်ခုရဲ့တားကောင်ဖြစ်ခဲ့ဖို့ပါပြီအဲ့ဒီတုန်းက သူ့ရဲ့ဗီဒီယိုကိုမတန်းတင်ပြီးတော့ online မှာဖြန့်ခဲ့ဘူးတာကြောင့်သူ့ရဲ့ကုန်တိခါတွေကပြက်စီးခဲ့ရပါလိမ့်။အဲဒီအမှုအခင်းကိုစုံထောက်ကူလျှော်ကကင်ွယ်ခဲ့ဖူးပြီးအခုဆိုရင်သူဟာဆယ်အိုရင်းရဲ့ကျောင်းမှာပဲအကြံပေးပုဂ္ဂိုလ်အဖြစ်အလုပ်လုပ်နေခဲ့ပါလိမ့်။တရားခဏ်တွေကိုဖမ်းမိခဲ့ပေမဲ့အဲဒီဖြစ်ရက်ကလူတရှင်ကြားဖြစ်သွားခဲ့ပြီးတော့မီဒီယာနဲ့သူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့ရက်ဆက်တဲ့နောက်ဆက်မှုကိုခန့်စားခဲ့ရပါလိမ့်။ ရှက်တဲ့စိတ်ကြောင့်သူကသူ့နဲ့သူ့ရဲ့အမေဟာနေရာရွှေ့ပြောင်းပြီးကိုပိုင်နမဲဝေကိုပါပြောင်းလဲပြစ်တာပါအခုဆိုရင်သူ့ရဲ့လက်ကဝတ်ကအမတ်တာဝေကိုကြည်ရင်နဲ့ပဲအဲ့ဒီဆိုးရွားတဲ့အိမ်မက်ဟာပြန်လဲဖြစ်ပွားနေပြီလို့ဆဲဦးရင်တယောက်ခန်းစားလဲရပါရင်အိမ်နာထဲမှာကိုကိုကိုအေးစေးငိမ့်တဲ့အောင်စူးစမ်းနေတော့သူ့ရဲ့ဖုန်းကထပ်ပြီးမြည်လာခဲ့ပါပြီ မာစတာလို့ကိုကိုကိုနာမည်ပေးထားတဲ့ဒဇင်းတယောက်စီကနေစာရောက်လာခဲ့တာပါပူသွဲပါတဲ့ဓာတ်ပုံအထဲမှာဆိုရင်သူဟာဆရာမရုံးခန်းထဲမှာတတိလစ်နေခဲ့တဲ့ပုံတွေဖြစ်နေခဲ့ပါရင်သူထပ်ပြီးအနိုင်ကျင့်ခံခဲ့ရပြီးဆိုတာသိလိုက်ရတော့ကြောက်စိတ်ကသူ့ကိုလွမ်းရှုံသွားတော့ပါရင်နောက်ရမှာဆိုရင်မာစတာကဆက်တိုက်စာဝေးပို့နေခဲ့ပြီးသူ့ရဲ့အမိန့်ကိုမလိုက်နာဘူးဆိုရင်ဗီဒီယိုကိုဖြန့်ပစ်မယ်လို့ချင်းချောင်းနေခဲ့ပါရင်စိတ်ဓာတ်တွေကျပြီးတော့ကြောက်ရွံ့နေခဲ့တဲ့ဆယ်အိုရင်းကဘာဝင်ဖြစ်ခဲ့တာလဲဆိုတာကိုသိနိုင်ဖို့အထောက်အထားတွေကိုရှာဖွေရန်စူးစမ်းခဲ့ပါရင်ចောင်းအုပ်ချုပ်ရေးနဲ့လုံခြုံရေးဝန်ကို က်သွယ်ပြီးတော့ CCTV မှတ်တမ်းတွေကိုစစ်ဆေးခိုင်းလိုက်ပေမဲ့အဲ့ဒီညကမှတ်တမ်းအလုံးကိုဖျက်ပြစ်ထားတာလည်းတွေ့လျက်ပါရင်အဲ့ဒီအခြေအနေကသူ့ရဲ့အဆိုးဆုံးကြောက်စိတ်တွေကိုအတိပြုလိုက်တာပါ။ကြောင်းထဲကတစုံတယောက်ဟာဒီရဆုံမှုမှာဖုံးကွယ်ဖို့အတွက်ကူညီပေးနေတယ်ဆိုတာသူသိလျက်ပါပြီ။အဲ့ဒီညနေစစ်ဆက်ထားသူနဲ့အနာဂတ်ရောက်ခမဝင်တဲ့ညစာစားနေတော့ဆယ်အိုရင်ရဲ့ဇွိန့်စိတ်တွေကပို့ပို့ပြီးတိုးလာခဲ့ပါရင်မာစတာဟာအရင်ကထက်ပို့ပြီးအေးဆက်တဲ့စာဝေကိုဆက်တိုက်ပို့နေခဲ့ပါရင်ရုပ်တရက်သူ့ရဲ့အနာဂတ်ရောက်ခမဖြစ်သူစီကိုဆရာမတယောက်ရဲ့အရှက်ရဖွယ်ဗီဒီယိုပါတဲ့စပန် န်မတ်စိန်ရောက်လာတော့တင်းမာမှုကမြင့်တက်လာခဲ့ပါပြီသူတို့ဟာအတိတ်ပဲမရှိဘူးဆိုပြီးပြစ်ပယ်လိုက်ပြီမဲ့ဆယ်အိုရင်းကတော့အန်ဒီရဲ့ကပို့ပို့ပြီးနီးကပ်နေပြီးဆိုတာသိလိုက်ရတဲ့အတွက်ကြောက်ရွံ့ပြီးတောင့်တင်းသွားခဲ့ပါပြီအကူအညီရနိုင်ဖို့ဆရာထက်တန်နေခဲ့တဲ့ဆယ်အိုရင်းဟာကြောင်းအကြံပေးပို့ကိုအဖြစ်အလုံးလုံးနေခဲ့တဲ့ကုရှောနဲ့တွေ့ဖို့ဆုံးဖြတ်လိုက်ပါပြီ သူတို့ကအင်တာနက်ကာဖေတစ်ခုမှာတရိပ်ထားပြီးတွေ့ဆုံကအခြေအနေကိုရှင်းပြပြီးတော့မာစတာရဲ့ချိန်ချောင်းမှုတွေကိုစုံစမ်းပေးဖို့တောင်းဆိုလိုက်ပါရင်းမကြခင်မှာပဲနောက်ဆက်မှုတွေကပို့ပို့ပြီးတော့အရှိန်ဟုံမြင့်လာခဲ့ပါရင်းအတန်းထဲမှာစာတင်နေတော့မာစတာစီကပွဲစတော့မဲဆိုရဲ့နောက်ထပ်စာတစောင်ထပ်ပြီးပို့လာခဲ့ပါရင်းမကြခင်မှာတော့ចောင်းသားចောင်းသူအားလုံးရဲ့ဖုန်းတွေကတပြက်နက်တည်းမြည်လာခဲ့ပါရင်း မန်စတာကအကြောင်းသားတိုင်းကြီးကိုဗီဒီယိုတစ်ခုပို့လိုက်တာပါအစိုးဆုံးကိုကြောက်ရွံ့နေခဲ့တဲ့ဆယ်အိုရင်းရဲ့ရင်ခုန်တန်တီကမြန်လာခဲ့ပြီးတော့ဖုန်းတွေပိတ်ခိုင်းဖို့အော်ဟစ်လိုက်ပေမဲ့ကြောင်းသားဝေကသူ့ရဲ့စကားကိုလစ်လျူရှူပါရင်းသူအံ့ဩထိတ်လန့်သွားတာကတော့အဲ့ဒီဗီဒီယိုဟာသူ့ရဲ့ဗီဒီယိုမဟုတ်ဘဲနဲ့ယူရမ်ရဲ့ဗီဒီယိုဖြစ်နေခဲ့တာပါအခန်းထဲမှာတိတ်ဆိတ်သွားခဲ့ပြီးတော့ကြောင်းသားဝေဟာမျက်နှာဖုံးစွတ်လူဝေက Yoram ကိုတိုက်ခိုက်နေခဲ့တဲ့ဗီဒီယိုအားကြည့်နေကြပါရင်ချက်ယွန်ပြီးတုံရင်နေခဲ့တဲ့ Yoram ကအတန်းခေါင်းဆောင်ကိုဖုန်းနဲ့တင်းပေးဖို့အတွက်တောင်းပန်ပြီးတော့မိုယိုကအခန်းထဲကနေပြေးထွက်သွားတော့ပါရင်ဆယ်အိုရင်တယောက်ချက်ချင်းပဲလိုက်သွားခဲ့ပြီးအနားမှာရှိတဲ့ပန်းချန်တစ်ခုအထဲမှာတွေ့လျက်ပါရင် Yoram ကသူ့ကိုရှောင်ချဖို့ကြိုးစားပေမဲ့ဆယ်အိုရင်ဟာ Yoram ကိုငင်းသားစွာဖက်ထားလိုက်ပြီးတော့စိတ်ငြိမ်သွားတဲ့အထိနစ်တိတ်ပေးခဲ့ပါရင်အဲ့ဒီနောက်ပိုင်း Yoram ကဖြစ်ချောင်းကုန်စင်ကိုပြောပြပါရင် လွန်ခဲ့တဲ့ရက်အနေငယ်တော့ကမာစတာဟာလက်ဆောင်ပေးမယ်လို့ကတိပေးပြီးတော့ကိုရောင်တစ်ခုမှတွေးဖို့ပြောခဲ့ပါရင်အဲ့ဒီမှာဆိုရင်ယူရန်ကိုအချိုရည်တစ်ခုပေးလိုက်တော့သူတတိလဲတွားခဲ့ပြီးနိုးထလာတဲ့အခါမှာမျက်နှာဖုံးဆွတ်တဲ့လူဝေကဝန်းရနေတာကိုတွေ့လိုက်ရပါရင်အရှက်ရမကိုကြောက်လို့ဗီဒီယိုအွန်လိုင်းမှာပြန်သွားမှာကိုထိတ်လန့်ပြီးသူကတိတ်တိတ်ဆိတ်ပဲနေထိုင်နေကြတော့ပါအဲ့ဒီငါဆယ်ဦးရင်ကသူ့ရဲ့အိမ်ကိုပြန်လာခဲ့ပြီးမဲ့ သူ့ရဲ့အနောက်ကိုတစုံတစ်ယောက်လိုက်နေတယ်လို့မျိုးခံစားရပြီးလဲကြည့်လိုက်တဲ့အခါမှာသူ့ရဲ့စစ်ဆတ်ထားသူကို တွေ့လိုက်ရပါပြီးဖုန်းဆက်လို့မရတဲ့အတွက်ဇွိမ့်ပြီးလိုက်လာခဲ့တာပါဆေအိုရင်ရဲ့အဖြစ်ပြအလုံးကိုနားထောင်ပြီးတော့ရဲကိုတွားတိုက်ဖို့တိုက်တွန်းခဲ့ပေမဲ့ဆေအိုရင်ကတော့ သားကောင်တွေကိုအပြစ်ပုံချတတ်တဲ့အမျိုးသမီးတွေကိုတန်တရားဝင်တတ်တဲ့လူအဖွဲ့အစည်းမှာစကားပြောဖို့ခက်ခဲတာကိုတိနေတဲ့အတွက်တုံဆိုင်နေခဲ့ပါရင်နောက်တနေ့မှာယိုရန်ရဲ့ဗီဒီယိုအကြောင်းကောလာဟလာဝေကဂျောင်းတစ်ခုလုံးလင်းမြစွာပဲပြန့်နှံ့သွားခဲ့ပါပြီဆေအိုရင်ကတော့သူ့ရဲ့စုံစမ်းထောက်လှမ်းမှုကိုပဲအာရုံစိုက်ခဲ့ပါရင်သူဟာယိုရန်နဲ့ထပ်တွေ့ပြီးတော့အတန်းခေါင်းဆောင် ဂျမ်ကာရာနဲ့ပတ်သက်တဲ့အကြောင်းအရာကိုမေးခဲ့ပါရင်းလွန်ခဲ့တဲ့ရက်တပတ်တီတုန်းကသူတို့နေရာလေကာအနားမှာရန်ဖြစ်နေတာကိုဆယ်အုပ်ရင်တတိယမိသွားခဲ့ပြီးကာရန်ပါဝင်နေသလားဒါမှမဟုတ်တခခုဖုံးကွယ်ထားတာများရှိသလားလို့တွေးနေခဲ့ပါရင်းသွန်းဆုပ်ပြီးနောက်ယိုရမ်ကအရာအလုံးကိုဝန်ခံပါရင်းလွန်ခဲ့တဲ့တနစ်တုန်းကသူနဲ့ကာရန်ဟာချစ်သူရဲ့ဖြစ်ခဲ့မှုပါရင်းသူ့ရဲ့သဘောမတူညီဘဲနဲ့ကာရန်ကသူတို့ရဲ့တီးတန့်အခြေအနေကိုမှတ်တမ်းတင်ထားခဲ့ပါရင်းယိုရမ်ဟာသူ့ရဲ့ကွန်ပျူတာအပေါ်မှာဗီဒီယိုကိုတွေးလိုက်ရတဲ့အခါမှာချက်ချင်းကိုဖျက်ပြပါရင်းအဲ့ဒီအခါကာရန်တယောက်ဒရော့ဝေထွက်ပြီးတော့တုံး ြန်ကသူတခြားတနည်းအားဖြင့်မှာ copy paste တင်ထားဆဲပါလို့ချိန်ချောက်ခဲ့ပါရင်ဒီအဖြစ်ပြက်ကဆယ်ရင်းကိုပို့ပို့ပြီးစိတ်မချမ်းမသာဖြစ်စေပါရင်သူဟာကူချောနဲ့သူ့ရဲ့စိတ်ဆက်ထားသူအပါအဝင်လူပိုင်းနဲ့ဝေးကွာအောင်နေထိုင်ပြီးတော့တယောက်တည်းစုံစမ်းထောက်လန်းဖို့ရွေးချယ်လိုက်ပါရင် Yorensi ကတရင်အချက်လက်တွေကိုအသုံးပြုပြီး Karan ဟာ master ဖြစ်နေတဲ့တစုံတယောက်နဲ့တွေ့ဆုံဖို့အတွက်စီစဉ်နေတာကိုတွေ့ရှိခဲ့ပါရင်အဖြစ်ဝေးကိုရှာဖို့ဆုံးဖြတ်ထားတဲ့ဆယ်ဥရင်ဟာ Karaoke ဘာတစ်ခုအထိအဝေးကနေ Karan ရဲ့အနောက်လိုက်သွားခဲ့ပါရင်ဒါပေမဲ့ Karan နဲ့သူ့တငယ်ချင်းတွေက ူနောက်ရောက်ခံနေတာကိုတတိထားမိသွားပြီးရဲ့အခါမှာသူ့ရဲ့စောင့်ကြည့်မှုဂျိုးပန်းချက်ကမအောင်မြင်တော့ပါဘူး သူတို့ကသူ့ကိုကျင်းမြောင်းတဲ့လမ်းတွေအတိုင်းလိုက်ဖမ်းခဲ့တဲ့အတွက်ဆယ်ဦးရင်တယောက်အသက်လူပြီးပြေးလွှားခဲ့ပါရင်သူတို့ဖမ်းမိတော့မယ့်အချိန်မှာပဲကုလျှော်ရောက်လာကဝင်ရောက်ကူညီခဲ့ပြီးသူတို့ကိုမောင်းထုတ်ခဲ့ပါရင်အဲ့ဒီအခါမှပဲဆယ်ဦးရင်ဟာကုချော်ကသူ့ကိုအမြဲတမ်းစောင့်ကြည့်နေခဲ့တယ်ဆိုတာသိလျက်ရပါရင်ဒီတင်းမာတဲ့အချိန်မှာပဲကုလျှော်ကနာကျင်ဖွယ်အမှန်တရားတစ်ခုကိုထုတ်ဖော်ခဲ့ပါရင်လွန်ခဲ့တဲ့နှစ်တွေတုန်းကဆယ်ဦးရင်ရဲ့အမှုအသေးစိတ်တွေကိုမီဒီယာစီပေါက်ကြောင်လုတ်ခဲ့တဲ့သူကသူ့ကိုယ်တိုင်ပဲဖြစ်ပါရင်တည်င်းထောက်တယောက်ကအချက်လက်တွေအတွက်သူ့ကိုငွေညှစ်ခဲ့ပြီးတော့ဖိအားကြောင်သူ့ လက်ခံလိုက်ရတာပါလူအများတိသွားတဲ့အတွက်ဆယ်ဦးရင်းရဲ့ဘဝပျက်စီးခဲ့ရပြီးတော့ အဲ့ဒီအပြစ်ဒဏ်ဟာသူ့ကိုအမြဲတမ်း၆လက်နေခဲ့ပါရင်သူကရဲအလောက်ကနေနှုတ်ထွက်လိုက်ပြီးတားကောင်တွေကိုကာကွယ်ဖို့အတွက်သူ့ကိုသူအနံခဲတဲ့အကြောင်းဝန်ခံခဲ့ပါရင်ကုရှောရဲ့ဝန်ခံချက်ကြောင့်ဆေအိုရင်ကတုံးလုတ်သွားခဲ့ပါပြီးသူ့ရဲ့အနောင်တရမှုကရှင်းလင်းနေခဲ့ပေမဲ့ဆေအိုရင်ဟာခွင့်မလွတ်လို့တဲ့အတွက်သူ့ကိုကြောခိုင်းပြီးထွက်ခွာသွားခဲ့ပါရင်ကုရှောကိုတယောက်တည်းထားခဲ့ပြီးတော့တိတ်တဆိတ်ရှောက်သွားခဲ့တာပါဆေအိုရင်ထွက်သွားပြီးရဲ့နောက်မှာတော့မှကုရှောကသူ့ရဲ့ဇကားဝေးကိုမမေ့နိုင်ခဲ့ပါဘူး လက်လျှော့ဖို့ငင်းဆိုရင်းနဲ့ပဲသူဟာကိုပိုင်အမန်တရားကိုစတင်ရှာဝေပါရင်းဆယ်အိုရင်ရဲ့အနောက်ကိုလိုက်ဖမ်းခဲ့တဲ့ចောင်းသားဝီအထက်ကတယောက်ကိုခြေအားခံပြီးတော့စကားပြောဖို့ဖိအားပေးပါရင်းသူစီကနေကုရှောဟာမာစတာကသူတို့ကိုနောက်ရောင်ခံနေတဲ့အမျိုးသမီးကိုဖမ်းခေါ်လာဖို့အတွက်အမိန်ပေးခဲ့တဲ့အကြောင်းသိလိုက်ရပြီးဆယ်အိုရင်ဟာပြစ်မှတ်ဖြစ်နေတာကိုအတိပြုလိုက်ပါရင်းဒီចောင်းသားကဂျမ်ကာရန်ရဲ့ဖခင်ဟာ ရဲအရာရှိတယောက်ဖြစ်တယ်လို့ထုတ်ဖော်ပြောပြခဲ့တဲ့အတွက်ဒီအဖွဲ့ဟာဘာကူမှမကြောက်မရွံ့လှုပ်ဆောင်နေတာကိုရှင်းပြနိုင်ခဲ့ပါရင်ဒီကိစ္စရဲ့အတိုင်းအတာကိုသဘောပေါက်ပြီးတော့ကုရှော့ကသူ့ရဲ့ရဲတပ်ဖွဲ့ဝင်ဟောင်းလှုပ်ဖော်ကင်ဖက်တယောက်ကိုအကူအညီတောင်းခဲ့ပါရင်နေရောက်တာကစစ်အနောက်အရှေ့ဖြစ်စရာအသေးစိတ်အချက်လက်တွေကိုဖော်ထုတ်နိုင်ခဲ့ပါရင်မာစတာဟာចောင်းတောင်းဝေကိုတိုက်ခိုက်မှုတွေကျူးလွန်ဖို့အတွက်ငွေပေးချေပြီးဗီဒီယိုဝေကိုပြပအိုင်ပီလိမ့်စာဝေတုံးတဲ့အမည်မသိအကောင့်နေကနေရောင်းချတာဒါမှမဟုတ်အွန်လိုင်းတင်တာဝေကိုလုတ်ခဲ့ပါရင်ဒီနီလန်ကြောင့်ပဲခြေရခံဖို့မဖြစ်နိုင်တဲ့လောက်ခက်ခဲစေ ီခဲ့တာပါကုရှော့ကအနောက်ပိုင်းမှာဆိုရင်ဆယ်အိုရင်းနဲ့ထတ်တွေ့ပြီးတော့အန်ဒီရဲ့ရှီချောင်းတတိပေးခဲ့ပါရင်ဂျမ်ကာရန်ရဲ့အနောက်ကိုလိုက်ခဲ့တဲ့အတွက်မာစတာရဲ့ပြစ်မှတ်အဖြစ်အာယွန်စိုက်ခတ်နေရပြီလို့ပြောပါရင်သူပြောနေလို့မှပဲဖြစ်ပျက်ခဲ့တဲ့မြောက်ဝေချောင်းစိတ်ဓာတ်ကျနေခဲ့တဲ့ဆယ်အိုရင်းကရုတ်တရက်ပြင်းထန်တဲ့ထိတ်လန့်တုံ့လုံးမှုဝေဒနာကိုခံစားရပြီးငိုယိုခဲ့ပါရင်မကြခင်ကုရှော့ရဲ့ဖုန်းကတတိပေးတံမြည်လာပါပြီဝက်ဆိုက်တစ်ခုမှာတိုက်ခိုက်မှုဗီဒီယိုအသစ်တစ်ခုတင်လိုက်တာပါသူထိတ်လန့်တွားခဲ့တာကတော့အဲ့ဒီဗီဒီယိုဟာဆီယာမရုံခန့်ထဲမှာဆယ်အိုရင်းတတိလင်းနေတဲ့ပုံက ိုပြသနေခဲ့တာပါမင်းရဲ့ပိုင်အတွင်းမှာပဲဗီဒီယိုကအကြောင်းတစ်ကြောင်းလုံးဆရာဆရာမဝင်တဲ့သူ့ရဲ့ဆေးဆက်ထားသူမိသားစုဝင်တွေအထိပြန့်သွားခဲ့ပါရင်ဆယ်အုံရင်ပြန်လဲတိဆောက်ဖို့ကြိုးစားခဲ့တဲ့ဘဝကတဖန်ပြန်ပြီးတော့ပြက်စီးခဲ့ပါရင်သူ့ရဲ့ဆရာမဘဝချက်ချင်းပဲအဆုံးသတ်ပြီးတော့ဆေးဆက်ထားတာကလည်းပြတ်သွားခဲ့ပါရင်ကုရှောကမတ်စတာကိုစတင်ရှာဖွေနေတော့ဆယ်အုံရင်တယောက်စိတ်ပြအားငယ်မှုနဲ့အတူအိမ်ထဲမှာပဲပိတ်လောင်နေခဲ့ပါရင်ဘာမှမရှိတော့ဘူးလို့ခံစားရပြီးတော့သူ့ရဲ့ဘဝကိုအဆုံးသတ်ဖို့ပြင်ဆင်ခဲ့ပါရင်ဒါပေမဲ့မလောက်ခင်မှာသူ့ရဲ့ဖုန်းမြည်လာခဲ့ပါပြီလက်ရှိ ိထားပြီးအကူအညီတောင်းနေခဲ့တဲ့ယူရန်ရဲ့ဗီဒီယိုပါနောက်ဆုံးမျောလင့်ချက်လေးကိုဖက်တွယ်ပြီးတော့ဆယ်အိုရင်ကမတ်စတာရဲ့ညွန်ကြားချက်အတိုင်းပေးထားတဲ့နေရာကိုတွားခဲ့ပါရင်အဲ့ဒီကိုရောက်တော့သူ့ကိုတခခုတောက်ခိုင်းပြီးချက်ချင်းပဲတတိလေတွားခဲ့ပါပြီးနိုးလာတဲ့အခါမှာမျက်နှာပုံးစွတ်ထားတဲ့လူတွေကသူ့ကိုဝိုင်းထားပါရင်ပို့ပြီးတုံလုံးခဲ့တာကတော့သူ့ရဲ့အရှိမယူရန်ဟာထိခိုက်မှုမရှိပဲဒေါရတကြီးရဲ့နေတာကိုတွေ့လိုက်ရပါရင်အဲ့ဒီအခါမှာယူရန်ဟာတားကောင်ဟုတ်မနေပဲနဲ့ဒီအဒီကကြိုးကင်သူအစီအစဉ်ရဲ့ဒစိတ်တစ်ပိုင်းဖြစ်တဲ့ဆိုတာကိုဆယ်အိုရင်တယောက်နားလေတွားခဲ့ပါရင်ယူရ ရန်ဟာသူတို့ရဲ့ဗီဒီယိုကိုဖြန့်ဖို့အတွက်အတန်းခေါင်းဆောင်ကိုလက်ဖျားခဲ့ပြီးတော့သူ့ဘတာသူဖြန့်ချမယ်လို့ပါချိန်ချောက်ခဲ့ဖူးတာပါအချိန်နေကရှုပ်ထွေးသွားတော့ဆယ်အုံရင်ကိုကယ်ဖို့အတွက်ကုရှော်ရောက်လာခဲ့ပေမဲ့လူဆိုကိုင်းကသူ့ကိုအလွဲတကူပဲအနိုင်ယူပါရင်း မကြခင်ရဲဝေရောက်လာပြီးရာစုအသားဝင်ပြေးကုန်ကြပါပြီရှုပ်ထွေးမှုကြားထက်ကနေဆယ်အိုရင်ကယိုရန်မလို့မြောက်ခင်ဖမ်းမိလိုက်ပါရင်စခန်းမှာစုံစမ်းစစ်ဆေးမှုဟာယိုရန်ရဲ့ဖုန်းကိုရှာဖွေပြီးတော့မာစတာရဲ့ဖုန်းတစ်ပတ်ကိုတွေ့ခဲ့ပါရင်ရှယ်ယာခံလိုက်တဲ့အခါမှာတော့မာစတာကိုဆွဲလူတယောက်ကိုတွေ့ရှိခဲ့ပြီးချက်ချင်းပဲဖမ်းလိုက်ပါရင်ဒါပေမဲ့မင်းများစစ်ဆေးနေတော့မာစတာကိုဟာသူကအဓိကကြိုးကင်သူအစစ်မှန်မဟုတ်တဲ့အကြောင်းငင်းဆိုပြီးတော့စုံစမ်းစစ်ဆေးရမှုတွေကလည်းသူ့ကိုတိုက်ခိုက်မှုတွေနဲ့ချိတ်ဆက်ပေးမဲ့ခိုင်မာတဲ့အထောက်အထားမတွေ့ခဲ့ပါဘူးတစ်ချိန်တည်းမှာပဲဆယ်အိုရင်နဲ့ကုချ ချော်ကအထောက်ထားကိုရှာဖို့အတွက်မာစတာအိုရဲ့အင်ကိုတွားခဲ့ပါပြီအထဲမှာတော့ကြောက်လန့်နေခဲ့တဲ့အသက်73နှစ်အရွယ်ကောင်လေးတယောက်ကိုတွေ့လဲရပါပြီကုရှော့ကမာစတာရဲ့ဖုန်းနံပါတ်ကိုခေါ်လိုက်တဲ့အခါမှာကောင်လေးရဲ့ဖုန်းကမြည်လာပါပြီအမန်တရားကပေါ်လွင်လာခဲ့ပါပြီမာစတာအစင်မန်ကအဲ့ဒီကလေးငယ်ကိုရိုင်းပဲဖြစ်ပါရင်းမာစတာကိုဟာတချိန်ကအလားတူရာစုမှုတွေမှာပါဝင်ခဲ့ဖူးပေမဲ့အဖမ်းဆီးခံရမှာကိုကြောက်တဲ့အတွက်ရက်တန့်ခဲ့ပါရင်းသူ့ရဲ့သားက ူ့အဖေရဲ့လိုအပ်ချက်ကိုတည်သွားပြီးအဲ့ဒီနမဲအောက်မှာပဲလုပ်ငန်းကိုဆက်ပြီးလုပ်ခဲ့တာပါကောင်လီကတားကောင်ဒီကိုတခြားသူရအပြစ်မှတ်ထားဖို့အတွက်လက်ဖျားခဲ့ပြီးတော့အနိုင်ကျင့်ခံရသူတွေကိုအနိုင်ကျင့်သူရအဖြစ်ပြောင်းလဲပစ်ခဲ့ပါရင်းရင်ဆိုင်မင်းများလိုက်တဲ့အခါမှာသူကပျော်ဖို့တက်တက်ဒီအရာအလုံးကိုလုတ်ခဲ့တာပါလို့အေးဆဲစွာနဲ့ဝန်ခံပါရင်းဒီဝန်ခံချက်ကရဲဘေကိုစိတ်ရှုပ်စေခဲ့ပါပြီးကောင်လီရဲ့ရာဇဝတ်မှုကကြောက်စရာကောင်းပေမဲ့သူ့ရဲ့အသက်အရွယ်ကအပြစ်ပေးဖို့အတွက်ခက်ခဲစေပါရင်းမကြခင်စုံစမ်းစစ်ဆေးရမှုတွေကဆယ်အိုရင်ကိုအဓိကကြိုးကန်သူအဆင့်မန်းလို့တ ချိန်ကတန်တရာရှိခဲ့တဲ့ဂျင်ဟူဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကတည်ဆုံသွားပြီလို့ပြောခဲ့ပါရင်ဒီတဲ့င်ကသူ့ကိုနည်းနည်းတော့စိတ်သက်သက်ရာရရှိခဲ့ပါရင်မခွဲခွာခင်မှာကုရှော့ကဆေအိုရင်ကိုသူ့ရဲ့အသိကနာကျင်စရာအမတ်တရတစ်ခုနဲ့နာမည်ကိုပိုင်လက္ခဏာကိုပြောင်းလဲပြီးတော့ဘဝအတ္တစဖို့အကြောင်းရင်းကိုတတိယစီမံအမတ်တရပစ္စည်းလေးတစ်ခုပေးခဲ့ပါရင်အချိန်နဲ့ကုန်လွန်လာတဲ့အခါမှာအမှုကပြီးသွားခဲ့ပြီးဆေအိုရင်ဟာနောက်ဆုံးမှာတော့စတင်နလန်ထူလာခဲ့ပါရင်သူဟာတစ်ချိန်ကမဖြစ်နိုင်ဘူးလို့ထင်ခဲ့တဲ့ငိန်ချမ်းမှုအထင်မှာတိတ်ဆိတ်တဲ့ခွန်အားကိုရှာဖွေ င်းနဲ့ပဲသူ့ရဲ့ဘဝကိုပြန်လည်တည်ဆောက်ဖို့စတင်ခဲ့ပါရင်းဆလန်ကတော့သူ့ရဲ့အမောင်ကအတိတ်ကိုခြံထားခဲ့ပြီးတော့ဘဝအတိတ်တစ်ခုစီကိုလမ်းနေခဲ့တဲ့သူ့ရဲ့ဘုံရင်းနဲ့ပဲအဆုံးသတ်သွားခဲ့ပါရင်းကြီးစုပြပြိတ္တများအလုံးကျေးဇူးထူးတင်ရှိပါခင်ဗျာ